အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့ပွဲချူသုံးသက်ချက်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစေဒီနေ့ကနေပြီးတော့စုမုံကောင်းတောင်းပီလိုက်ပါတယ်အဲ့တော့ဒီနေ့မှာဒါကျွန်တော်တို့ Crystal Palace အသင်းနဲ့ Manchester United အသင်းတို့ဟာ Crystal Palace ရဲ့အင်ဝင်းဖြစ်တဲ့ဒါကျွန်တော်ဒါပါလေအာ Southampton မှာတွေ့မှာပေါ့နော်အဲ့တော့ မန်ချက်စတာယူနိုက်တက်သင်တယ်လက်ရှိမှာဖော်မရတာကျွန်တော်တို့တော်တော်လေးဟိုဒါမထင်မှတ်ထားလိုက်တာကျွန်တော် hiccup တစ်ခုရင်ဆိုင်ခဲ့ရတယ်။နှစ်ပွဲဆက်တည်ရကြပြီးတော့တပွဲရှုံးခဲ့တဲ့အနေအထားတစ်ခုတွေ့ခဲ့ရတယ်မှာပါတယ်ဗောနော။အဲ့တော့ United သင်တယ်ဒီနေ့ပွဲစဉ်မှာနိုင်ပွဲပြန်ရှာဖို့တော့အသင့်တော်ဆုံးပွဲစဉ်ဖြစ်တယ်။ဒါပေမဲ့တွေ့ရမယ့်အသင်းကတော့ဒါကြောင့်လက်ရှိမှာ United သင်တယ်ဒါခက်ခဲတဲ့အပူနံဖြစ်တဲ့ Crystal Palace ရဲ့အိမ်ဝင်းကိုဒါသွားကန်ရမယ့်အနေအထားမှာရှိတယ်။အဲ့တော့နှစ်သင်းလုံးတက်ကဒီနေ့ပွဲစဉ်မှာ high risk high reward ဖြစ်တဲ့လို့အနေအထားမှာရှိတယ်လို့ပြောလို့ရတယ်။နှစ်သင်းလုံးလက်ရှိမှာဒါ Manchester United အသင်းကတော့အဆင့်ဆက်နေနေရမှာ16မှတ်နဲ့ဒူဒါကျွန်တော် ့လက်ရှိမှာဒါကျွန်တော်တို့ GD မှာ0ဖြစ်နေတယ်ပေါ့အဲ့တော့ဒီနေ့ပွဲစား Manchester United အသင်းသားအနိုင်ရခဲ့မယ်ဆိုရင်တော့အစ်စ်ဒါကျွန်တော်တို့2-6လောက်တိ တက်သွားနိုင်တဲ့အခွင့်အရေးကိုရှိတယ်ပြောချင်တာဒါအပေါ်ကအသင်းတွေတော့ကျွန်တော်လက်ရှိမှာအဆင့်၅ကအက်စတန်ဗီလာနဲ့အမှတ်တူသွားမယ်ဒါကျွန်တော်အဆင့်၄ကဒါကျွန်တော်တို့ဆာရာလန်နဲ့ဆိုနှစ်မှတ်လောက်အဲ့ဘတမတ်နှစ်မှတ်လောက်ပဲကွာမဲ့အနေထားမှာရှိတယ်ပြောချင်တာယူနိုက်တက်တို့ကဒီနေ့ပွဲစဉ်မှာနိုင်ခဲ့မယ်ဆိုရင်တော့ဒါလာဖစ်ချာရဲ့အနေထားရတာကျွန်တော်တို့တော်တော်လေးကို east ဖြစ်သွားနိုင်မယ်အနေထားမှာရှိတယ်တစ်ဖက်ရဲ့ crystal palace ကလည်း united နေတူပဲဒီနေ့ပွဲစဉ်သာအနိုင်ရနိုင်ခဲ့မယ်ဆိုရင် gd ဒါကောင်းကောင်းယူနိုင်ခဲ့မယ်ဆိုရင်တော့ဒါကျွန်တော်ဒီနေ့ပွဲစဉ်မှာဒါကျွန်တော်တို့ အဆင့်လေးဒါ top 4ကိုဒါ crystal palace ပြန်ဝင်အဲ့တော့လက်ရှိမှာဒါကျွန်တော်တို့ oliver glasnier အသင်းကဒီနောက်ပိုင်းမှာဒါ wonder တွေလုပ်ထားတယ်သူတို့ရဲ့အဓိကကစားသမားတွေဖြစ်တဲ့ ulisi တို့ကိုဒါကျွန်တော် easy တို့ကိုဆုံးရှုံးထားခဲ့ရတဲ့နောက်ပိုင်းမှာတော့မှဒီအသင်းနဲ့ဒီလောက်ထိ performance ရ wise ဖြစ်နေအရင်မိုက်တယ်အဲ့တော့ oliver glasnier အောက်မှာလည်းဒါ crystal palace ကဒါကျွန်တော်ကာလာရှင်ပြောက်ဆုံးတဲ့ flaadi ကို united နဲ့ပြောင်းတကယ်ကိုဒါဟိတ်ဟန်တစ်ခုအနေနဲ့ philosophy or ideology ကိုတွေ့နိုင်တယ်မှာအဲ့တော့ဒီနေ့ပွဲစမှာဒါ united ပြိတက်တွေတဲ့ကျွန်တော်လက်ရှိမှာ3 back formation ဒါကျွန်တော်အပူနိုင်ကိုတွေ့ရမယ်လက်ရှိမှာဒါကျွန်တော်3 back formation အ ထိုင်ကျနေတဲ့အသင်းတင်းရဲ့ဒါ United အသင်းရဲ့လက်ရှိမှာ3 back formation ကိုအထိုင်ကျဖို့အတွက်ကြိုးစားနေတဲ့ Armourin ရဲ့ဒါနှစ်ယောက်ကိုတွေ့ကြမယ်တဲ့မှာပါအဲ့တော့ဒီနေ့ပွဲစဉ်မှာလက်ရှိမှာနှစ်ဖက်အသင်းလုံးမှာတော့လိုအပ်ချက်ကိုစီကိုစီရောဒါကျွန်တော်ဖြည့်တင်းတဲ့ကိုစီကိုစီရှိနေနေထားမှာရှိအဲ့တော့လက်ရှိမှာဒါကျွန်တော်တို့ Crystal Palace မှာအဓိကကစားသမားတချို့တန်းရရနေခဲ့မယ်ဒါကျွန်တော်လက်ရှိမှာ First Eleven ကစားသမားတော်တော်များများကတော့ available ဖြစ်နေတယ်လို့သိရတယ်မှာပါပါတယ်ဒီဘက်က Manchester United အသင်းရဲ့အဓိကတိုက်စစ်ကစားသမားနှစ်ယောက်ကဒီနေ့ပွဲစဉ်မှာဆက်လက်ပြီးလွှဲချုံမှာဖြစ်ပြီးတော့ Matthias Khanna နဲ့ Sasko နှစ်ယောက်ကလွှဲချုံမယ်လို့သိရတယ်မှာခေါညာက တာကျွန်တော်အတိုင်းတာတစ်ခုနည်းနည်းလေးပြောချင်မှာဖြစ်ပြီးတော့ Sasco ကလည်းထင်တာကလည်းနည်းနည်းလေးပူကြအောင်လွဲချော်နိုင်မယ်လို့သိရတယ်ဒီမှာပါတယ် Harry Maguire ကလည်းလက်ရှိမှာဒါကျွန်တော်တို့လွဲချော်မယ်လို့ကျွန်တော်အနေနဲ့သိရတယ်ဒီမှာပါပါတယ်အဲ့တော့လက်ရှိမှာဒါကျွန်တော်တို့ Manchester United အသင်းအနေနဲ့ဒါနောက်ဆုံး update သတင်းတွေရဆိုရင်တော့ဒါကျွန်တော်တို့ Lisandro Martinez တယောက်လဲဒါကျွန်တော်အသင်းနဲ့တူဒါကျွန်တော်တို့ပြန်လဲပြီး training ဆင်းနေပြီးတော့ဒီနေ့ပွဲစဉ်မှာ minute အနည်းငယ်ရသွားနိုင်တယ်ဆိုတဲ့သတင်းတွေလည်းထွက်ပေါ်နေကြတော့တွေ့ရမှာအဲ့တော့ United အသင်းနဲ့လက်ရှိမှာဒီနေ့ပွဲစဉ်မှာရှင်းပါလေဒါကျွန်တော်ရှေ့က Everton နဲ့ပွဲစဉ်ကအမာမျိုးမမအောင်ကိုတော်တော်လေးကိုပြုပြင်ပြောင်းလဲမှုတွေကိုအများကြီးပြုလုပ်ရမယ်ပွဲတစ်ပွဲဆိုတော့ကျွန်တော်အနေနဲ့မြင်တယ်ဒီနေ့ပွဲစဉ်မှာဒါကျွန်တော် Leicester Crystal Palace ပေါ်ပြန်ကြည့်အောင် Crystal Palace ရဲ့အဓိကအသက်ကပါလေ Manchester United အသင်းအခုလက်ရှိမှာ lack ဖြစ်နေတဲ့ ဥစားကခရစ်စတယ်ပေရစ်မှာအဓိကအားသာချက်တစ်ခုဖြစ်နေတယ်။အဲ့ဒါကဘာလို့လဲဆိုတော့ဒါ တစ်ဖက်ကဒါကျွန်တော်တို့ Crystal Palace ရဲ့အသက်ကဝင်ပတ်မှာဖြစ်ပါတယ်။ဒါဝင်ယူတာကျွန်တော်တို့ Mishel တို့ဒါ Munoz တို့အဓိက Munoz ပေါ့နော်။ကျွန်တော်လက်ရှိမှာဒါကျွန်တော် personal အမြင်မှာဆိုပေါ့နော်။ Premier League မှာ underrated အဖြစ်ဆုံးတဲ့ကဒါကျွန်တော်တို့ဝင်ပတ်တစ်ယောက်ကိုပြောပါဆိုရင်တော့ဒါ Munoz ကိုပြောရမယ်ဒီမှာပါတယ်။ Munoz နေတာကျွန်တော် Cancel မှာလည်းတော်တော်လေးကိုတောင့်တင်းလို့ကိုယ်တိုင်လည်းဒါတိုက်စစ်ပိုင်းမှာ goal လည်းသွင်းနိုင်တယ်။ Fanti ပေးမှုတွေကိုလည်းပြုနိုင်တယ်။ဒါကျွန်တော် counter transition တွေမှာ Munoz တစ်ယောက်ကအရင်အရေးကြီးဆုံးကစားသမားတစ်ယောက်ဖြစ်တယ်။အဲ့တော့ပြောချင်တာပဲ United အသင်းနဲ့လက်ရှိမှာ United အားနေဆိုအခုလက်ရှိဒါကျွန်တော် Ruben Amorim ရဲ့ဒါ Sporting မှာအားပါဆုံးကဝင်ပတ်တွေဖြစ်ခဲ့ပြီးတော့ ော့လက်ရှိ United မှာကျကျွန်တော်ဝင်းဘက်တီးအခုချိန်ထိဒါကျွန်တော် survive မဖြစ်နိုင်တဲ့အနေအထားမှာရှိရတယ်။ဒါလက်ရှိမှာ New North ရဲ့ထိတိုက်တွေးဆိုအောင်မှာ Diego Dalot လို့အနေအထားမှာတွေးတဲ့ကြောင့် United အသင်းရဲ့ပြိတိုက်အနေနဲ့ New North ရဲ့ quality နဲ့ Dalot ရဲ့ quantity ကိုလာကျွန်တော် အခြေအနေရတာကျွန်တော်တို့အမြင်မှားဆုံးတာကျွန်တော်ခွာချချက်တွေကိုတွေးရမယ်ဒီမှာရှိတယ်ဒီနေ့ပေါ်မှာ United တိုက်စစ်ပိုင်းကလည်းဒါကျွန်တော် hit တစ်ခုအနေနဲ့ထိထားနေတာမှရှိတယ်ဒါကျွန်တော်တိုက်စစ်ပိုင်းမှာဒီနေ့ဘွဲစံမှာတော့ Mason Mount ကိုတုံးလာမယ်ဆိုပြီးတော့ Full Mob ကို live score ကဒါပြတ်ပတ်ထားခဲ့နေတာမှရှိတယ်မြို့တော်ပင်စူးစင်းကောင်ဒီနေ့ပေါ်စံမှာ United အသင်းနဲ့ခုနောက်ပိုင်းဘွဲစံမှာအဓိကနောက်တစ်ခုကိုပြောဖို့လိုလာကခံစစ်ပိုင်းပဲ United အသင်းနဲ့ဒါကျွန်တော်တို့လက်ရှိ San Lamens နဲ့သူပွဲထွက်ပြီးတဲ့နောက်ပိုင်းမှာဒါကျွန်တော်တို့ ဒါဒါပထမဆုံးရှုံးဘွက်ကိုသူဒါမရှိဘူး everland နဲ့ပုံစံဒါပေမဲ့ seren lemesia အပြစ်တွေတော့လုံးဝမဟုတ်ခဲ့ဘူးအရင်တော့ကတော့ကျွန်တော်ဂိုးသမိုင်း andrea onana အပြစ်တွေအများကြီးပါခဲ့မယ်ဒီတစ်ခေါက်မှာတော့ဒါဂိုးသမိုင်းအပြစ်တွေမဟုတ်ဘူး united ရဲ့နောက်တန်းကတစ်ခါကြိုက်ရင်ဒါ ဟိုသတိလက်လွတ်ဖြစ်တဲ့နေရာမှာရှိတယ်။ delete to euro ဆိုရင် euro ဘက်ကနည်းနည်းလေး in experience ဖြစ်ပြီးတော့ look show ကလက်ရှိမှာ look show ပဲဖြစ်နေတဲ့နေရာမှာပါ။ look show ကတော့ကျွန်တော်ခင်ဗျားတို့အကြီးကျယ်ကြီးတော့မရှင်းပြတော့ဘူး။ look show ရဲ့ပြဿနာကိုယ်တိုင်က look show ကိုယ်တိုင်ဖြစ်နေတဲ့နေရာမှာပါတယ်။ method ရဲ့ delete ကလက်ရှိမှာဒီကျွန်တော် cancel journal မှာဒါကျွန်တော်အကောင်းဆုံးနေရာမှာရှိရတော့ ကျွန်တော်အစိပ်ပူဆုံးကဒီလက်ရှိမှာလူရှော့ဒါလော့အဲ့ဘက်ကိုကျွန်တော်စိပ်ပူဆုံးနေထားမှရှိတယ်။ဘာကြောင့်လဲဟိုဘက်ကအဲ့ဒီဘက်ကတအားကောင်းတယ်။ပြန်ကြည့်မယ်ဆိုတော့ကျွန်တော်လက်ရှိမှာစာဒါ new north အဒမ်မွာတန်ဆိုတဲ့ဒါကျွန်တော် trio ကဒီနေ့ပွဲစမှာဒါ united အသင်းရဲ့ဒါကျွန်တော် show ဒါလော့တို့အုပ်စုနဲ့ဒါအဓိကတွေ့ရမယ်တဲ့မှာပါတယ်။အဓိကဒါကျွန်တော်လက်ရှိမှာစာဒါကျွန်တော်တို့ easy ထွက်သွားခဲ့ပြီးနောက်ပိုင်းမှာပေါ့နော်။ဒါကျွန်တော် martita ကိုဒါလူတော်များအတိမတ်ပြုပြီးမယ်။ဒါ ismaili sa က crystal bailey ရဲ့ဒီနောက်ပိုင်းအတက်ဟိုတိုက်စစ်မှာတော်တော်လေးအသက်သွေးကြောနေနေတွေ့တွေ့နေရတဲ့မှာပါတယ်။ ismaili sa ကိုကျွန်တော်ဒါကျွန်တော်သူ့ရဲ့ workforce day တွေပေါ့နော်ဒါကျွန်တော် workforce ပွဲစဉ်ကြီးကျွန်တော်တော်တော်လေးသဘောကျပြီသူရဲ့ဒါကျွန်တော် counter transition တွေမှာဒီ right way နေရာမှာ new normal ဆိုတူတာ tight stick ကို can စကိုတော်တော်လေးကို balance နေနေနဲ့သူ short ပြနိုင်ခဲ့တယ်မပေါ့အဲ့တော့ပြီးတော့လက်ရှိမှာ ismaili sa ရဲ့အဓိကအားသာဆုံး chess က counter transition တွေမှာဒါကျွန်တော်မြင်းမြန်းဆန်းဆန်း transit လုပ်လိုက်တဲ့အချိန်မှာအရန်ကောင်းနေတာမှရှိတယ်။ဒါကူမှလက်ရှိမှာတိုက်စစ်မှုနေရာမှာဒါကျွန်တော်အဆုံးသတ်တီကြလွန်းနေဒါမာဒေတာနဲ့တွေးလိုက်တဲ့အချိန်မှာဒါစာ Ismaili စာ Munoz တို့မာဒေတာတို့ဆို United အသင်းဒီနေ့ပွဲစဉ်မှာဒါကျွန်တော် တော်တော်လေးကိုဒါကျွန်တော်ခက်ရခက်စစ်ထင်းသိမ်းရမယ်အနေထားမှရှိတယ်။ဒါပေမဲ့ United အသင်းနဲ့ဒီနေ့ပွဲစဉ်မှာခုနပြောခဲ့လေပါ high risk high reward ဆိုတဲ့အနေထားတစ်ခုဆက်လက်ပြီးတွေးရမယ်တဲ့မှာပါတယ်။ United ဒီနေ့ပွဲစဉ်မှာဒါကျွန်တော်ရဲရဲကြီးလုပ်ပြဖို့တော်တော်လေးလိုတယ်။ဒီနေ့ပွဲစဉ်မှာဒါ United အသင်းမလုပ်ပြနိုင်ဘူးဆိုရင်တော့တဖြည်းဖြည်းနဲ့ဒါကျွန်တော်အဆင့်တွေကအောက်ကိုရောက်သွားနိုင်တယ်။အခုလက်ရှိမှာဒါကျွန်တော်ကျွန်တော်ပြောနေတဲ့အချိန်မှာဒါစပါးအသင်းရှုံးနေတဲ့ ထားတာကိုလက်ရှိမှာ United အသင်းနဲ့တကယ်ကိုအခွင့်ကောင်းအကြီးကျယ်ယူရမယ့်နေရာမှာရှိတယ်။ရှေ့တစ်ပတ်ကလည်း United အသင်းနေနေတာမယူနိုင်ခဲ့လို့ဒီတစ်ပတ်မှာတော့ယူကိုယူရမယ့်နေရာမှာရှိတယ်။ဒီနေ့ပွဲသမားတာ United အသင်းနိုင်မယ်ဆိုရင် Top 6တဲကိုပြန်ဝင်သွားနိုင်ပြီ။လာမယ့်ပတ်ဒီမှာပွဲပြန်ချောင်းတဲ့အချိန်မှာ Top 4တဲကိုလည်းပြန်ဝင်သွားနိုင်မယ့်အနေထားမှာရှိတယ်လို့ကျွန်တော်ရဲ့ပုံကိုရေးရမှာကျွန်တော်မြင်တယ်။ United အသင်းနဲ့ခုလက်ရှိမှာတော့ဂျာယက်ထဲမှာလည်းဘာပွဲမှမရှိတဲ့အခွင့်အရေးတခုဒီနေ့ပွဲသမားအကြီးကျယ်ယူသင့်တယ်။တစ်ဖက်ကတော့ကျွန်တော် Crystal Palace အသင်းနဲ့လက်ရှိဂျာယက်ဒီထဲမှာတော့သူ့အနေနဲ့ဒါ Swatch ကိုရှုံးနိုင်ထားခဲ့တဲ့ momentum ပြတ်နေတဲ့အဥစ္စာကို United အသင်းက لم آن آ ယူပြတဲ့နယ်လို့မြင်တယ်ဒါပေမဲ့ United သင်းတို့လက်ရှိမှာ Crystal Palace တွေကဒါကျွန်တော်နောက်ဆုံးဒါ Premier League form မှာတော်တော်လေးကိုကောင်းနေတယ် Wolves လိုသင်းမျိုးကိုဝေကူမှာ2ဂိုးပြ Brighton ကိုတော့ဇီဇီဖြစ်ပေမဲ့ဒါကျွန်တော်တို့ပြန်ကြည့်မယ်ဆို Brentford ကို2-0ပေါ့နော်အဓိက Crystal Palace နဲ့ Southport ကိုရှုံးခဲ့တဲ့ပွဲစဉ်ကလွင် Kansas ဘိုင်းကတော်တော်လေးကိုပြောင်းလာခဲ့တယ်တွေ့ရမှာနောက်ဆုံးဒါကျွန်တော်တို့ Premier League 3ပွဲမှာ Crystal Palace ရဲ့ Kansas ဘိုင်းက2ဂိုးမှမပေးခဲ့တာကိုတွေ့ရမှာပေါ့အဓိကကတော့ကျွန်တော် McGai Lacrosse တို့ဒါကျွန်တော် Richards တို့ဦးဆောင်တဲ့ Kansas ကို United သင်းဒီနေ့ပွဲစဉ်မှာထိုးဖောက်တယ်မှာပါတယ် United သင်းနဲ့လက်ရှိမှာဒါကျွန်တော်တို့နောက်ဆုံးပြိုင်ပွဲစဉ်ကတော့ United သင်က Tight City မြူးခဲ့တယ်မှာပါတယ် Everton နဲ့ပွဲစဉ်ကလွင်တယ် United ကတော်တော်လေးကို Tight City မြူးခဲ့တယ် Everton နဲ့ပွဲစဉ်မှာ United Tight City မြူးခဲ့ပြီးမဲ့တစ်ဖက်ရဲ့ဒါကျွန်တော် Jordan Pickford ကို United အသစ်ဂိုးကန်ခေတာတွေကရောတော်တော်လေးကို impact ပဲအဲ့တော့ဒါကျွန်တော်မနေ့မြောက်မှာ3 bet 2သင်းစောတဲ့အနေထားမှာဒါကျွန်တော်လက်ရှိဒါ2သင်းလုံးနေနေဒါတော်တော်လေးကိုဒါ magical ceremony ထားမှရှိတယ် united အသင်းနဲ့ဒီနေ့ပွဲစဉ်မှာဒါကျွန်တော်တို့တော်တော်လေးကိုအာရုံစိုက်ရမယ်ထားမှရှိတယ် crystal palace ကဒီနောက်ပိုင်းပွဲစဉ်မှာ united ကိုတောက်ရှောင်နိုင်ယူထားခဲ့နောက်ဆုံးပြိုင်ပွဲစဉ်ကမှ crystal palace က united ကို3ချိန်တီတီနိုင်ခဲ့တာဖြစ်ပြီးတော့ဒါကျွန်တော်တို့ palace ကိုဒါကျွန်တော်တို့ united နောက်ဆုံးနိုင်ခဲ့2023က efa cup ကလာမှာနောက်ဆုံးနိုင်ခဲ့တာဖြစ်တယ် premier league မှာတောက်ရှောင်တော့ကျွန်တော် crystal palace ကဒါ united ကိုတောက်ရှောင်နိုင်ယူခဲ့ပြီးတော့ crystal palace အသင်းကို united အသင်းကဒါကျွန်တော်ဂိုးမသွင်းနိုင်ခဲ့တာလေနှစ်နှစ်ကျော်ခဲ့ပြီလို့ပြောလို့ရမယ်တော့မှာပါတယ်ဒါ crystal palace အင်ဂွန်းမှာ united အင်ဂွန်းမှာ crystal palace ကဒါကျွန်တော်တောက်ရှောင် းတွေတွင်းခဲ့ပြီးတော့ခန်စီပိုင်းရချက်တဲ့ပြောချင်တာ Oliver Glasner ဆက်ရောက်လာပြီးကြတဲ့ United ကိုဒါ Oliver Glasner ကတော်တော်လေးကိုနိုင်နေတာကိုတွေ့ရမယ်။ဒါပြင်ကျွန်တော် Oliver Glasner အနေနဲ့ United နဲ့တွေ့ဆုံတဲ့အချိန်ဒီမှာဒါခန်စစ်ကိုလည်း ကောင်းအောင်လုပ်ပြထားနိုင်ခဲ့တဲ့အနေအထားမှာရှိတယ်လို့ပြောရင်းနဲ့ပဲ United တင်းနဲ့ဒီနေ့ပွဲစုံမှာတော်တော်လေးဦးအဲ့တော့တစ်ဖက်က Crystal Palace ကလက်ရှိမှာဒီ form ကောင်းကိုသူတို့ရဲ့အိမ်ဝင်လေးဖြစ်တဲ့ကြောင့် Sir Hasper မှာထိန်းသိမ်းသွားဖို့တော့ကြိုးစားမယ်။နောက်သင်းလုံးကလက်ရှိမှာဒါကျွန်တော် hiccup တွေဖြစ်ထားခဲ့တယ်။တစ်ဖက်ကဒါကျွန်တော်ဒါ Conference League မှာရှုံးထားခဲ့တယ်။ဒါကျွန်တော်တစ်ဖက်ကလည်းဒါကျွန်တော်လက်ရှိဒါ Premier League မှာဒါပူပူလောလော Everton ကိုတယောက်ယောနေတော့မှဒါကျွန်တော်တို့မနိုင်ခဲ့တဲ့အနေအထားတစ်ခုသူတို့အနေနဲ့နောက်သင်းလုံးကဒီနေ့ပွဲစုံမှာခေါင်းပြန်ထောင်ဖို့အတွက်ဒါအသင့်တော်ဆုံးပွဲစုံဖြစ်တယ်။နောက်သင်းလုံးတို့ကလက်ရှိမှာဒါ Crystal Palace တို့က top 4ဝင်မှုအတွက်ဒါ Chelsea ဖြစ်လို့ United တို့ကလက်ရှိမှာ ာဒါကျွန်တော်အပေါ်ကအသေးနေအမှတ်ပြက်လေပြီးကက်ကြီးအတွက်ကဒီနေ့ပွဲစဉ်ကအရင်ယူကြည့်နေထားမှာအဲ့တော့ United ပြည်သက်တွေလက်ရှိမှာ Ruben Amorim ကို at least ပြည်သက်တွေအနေနဲ့3 back formation မှာဘယ်လိုမျိုးအသင်းကဒါကျွန်တော်တို့ Crystal Palace ကို overpower လုပ်နိုင်တော့တပတ်က Glasner ကပဲ United ကိုဒါကျွန်တော်တို့ဒီနောက်ပိုင်းပွဲစဉ်တွေလိုပဲ overpower ဆက်ပြီးတော့လုပ်နိုင်မလားဆိုတာကိုတော့ခင်ဗျားနဲ့ကျွန်တော်နဲ့အတူဒါကျွန်တော်တို့မြန်မာစံတော်ချိန်6နာရီခွဲမှာတော့ဒါကျွန်တော်ကြည့်ရမယ်ပွဲစဉ်လို့ပြောရင်လည်းပဲအေးပေါ့6နာရီခွဲမှာကြည့်ရမယ်ပွဲစဉ်လို့ပြောရင်လည်းပဲကျွန်တော်တော့ကြည့်ပါဦးမြန်မာရဲ့ကလစ်ပေးကြအောင်ဗျမြန်မာကလစ်မှာအမြန်တမ်းဖြစ်ပါတယ်ကျွန်တော်တော့ကြည့်ပါဦးအားလုံးကြိုတူပါတယ်ဒေးပါပါဗျ